အခုပြတ်ထားတဲ့ပန်းစည်းပုံစံမျိုးကို ပေပါလေးခောက်ပြတ်ပါလားဆိုလို့ကဲအခုပညာဒါနအနေနဲ့ခောက်ပြတ်လိုက်ပါပြီเนาะပတ်ဆက်ထိုးတာတော့ကြော်လိုက်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ visit တပိသားသူတွေဆိုရင်တော့ပတ်ဆက်ထိုးတာလောက်ကတော့အကုန်လုံးကတပိသားဆိုတော့လေဒါကတော့အရွယ်60ကိုစီးပြတ်ပေးမှာပဲဖြစ်ပါတယ်ရှင်လိုပန်းစည်းမျိုးကိုဘောင်အနားကွတ်မယ်ဆိုရင်အရင်ဆုံးပေပါအရွယ်ကြီးတစ်ရွက်လိုပါမယ်เนาะအဲ့ဒီပေပါအရွယ်ကြီးကိုမှကိုက ခလေကနေတချမ်းချမ်းပါမယ်เนาะခလေတတရနေတချာလေးဓာတ်နဲ့ကကြီးနဲ့တချမ်းချမ်းပါမယ်ဗီဒီယိုလေးကလေကိုတယောက်ထက်ရိုက်ပြန်ရတာဖြစ်တဲ့အတွက်ကြည့်ရတာမူးသွားရင်เนาะ sorry ပါเนาะပန်းစီစီးတဲ့သူလေးတွေကလေတကယ်တော့တချာလိုက်ပြီးတော့မလုပ်ကြည့်လို့ဒီလားတကယ်တကယ်ကိုက basic တက်ထားပြီးဆိုရင်လိုက်လို့ရတာအရန်လွယ်တယ်เนาะပြီးသွားရင်ဒီလိုမျိုးခလေချမ်းမိသားစာကိုဒီလိုဒီဇောင်းလေးပေါ့เนาะအပေါ်အောက်ကင်ပြီးတော့ဒီဇောင်းလေးကင်ပါမယ်เนาะတက်တက်ကြီးမကင်နဲ့เนาะဘာလို့လဲဆိုတော့ပတ်ပတ်လေဝိုက်သွားတဲ့အခါဆိုရင်တက်တက်ကြီးကင်တဲ့အခါပန်းစီနောက်ဆုံး င်းပြီးသွားတဲ့အခါကျရင်မညီမညာဖြစ်တတ်တယ်ဒီလိုအရန်လွယ်တယ်နော်လိုက်လုပ်ကြည့်ကြနော်ကဲဒီမှာဒီလိုတစောင်းလေးကင်မီတာလေးကိုတိတ်ကလေးတွေပက်ပက်လေးဝိုက်သွားမှဖြစ်ပါတယ်အကုံလုံးပေါ့နော်ပတ်ချလေးကိုအကုံလုံးဒီလိုမျိုးဝိုက်သွားမှပဲဖြစ်ပါတယ်ရှင်းစီးစီးတဲ့အခါကင်တဲ့အခါလက်မြဲဖို့တော့လိုပါရဲ့နော်လက်ကချော်ချော်သွားတာဆိုရင်ပန်းစည်းမှာပတ်တဲ့ပေပါတွေကဒီလိုမျိုးအရှိတိုင်းဆိုရင်မညီမညာဖြစ်တတ်ပါတယ်နော်မညီမညာဖြစ်ရင်ကြည့်ရတာလည်းမလာဘူးလေနော် ကဲအဲ့လိုမျိုးဝိုက်သွားရင် နောက်ဆုံးမှဒီလိုမျိုးပန်းစည်းလေးရမှာဖြစ်ပါတယ်ရှင်အဲ့ဒါအောင်မှဘေးမှာဖဲချိုးလေးတွေတက်ရင်ဒီလိုပုံလေးထွက်မှာဖြစ်ပါ